ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကမ္ဘာအန္တရာယ်ရှိဆုံးမျိုးစိုးဆယ်မျိုးကိုကြေတွက်ဖော်ပြသွားမှာဖြစ်ပါတယ်သူတို့ရဲ့စိတ်ဟာလွန်ပြစ်ထန်တာမဟုတ်တစ်ချက်ကပ်ယုံနေတည်ဆုံးစီနေတဲ့တရားဝါးတွေအကြောင်းတင်ဆက်ပေးမှာပါနံပါတ်10ဒက်အရာဒက်အရာကိုတော့ဩစတြေးလျနဲ့ပါပူဝါနယူဂီနီမှာတွေ့ရတတ်ပါတယ်ဒက်အရာလို့နာမည်ပေးထားတာကိုကြည်ုံနေဒီမျိုးဟာအရန်အန္တရာယ်များလဲဆိုတာသိနိုင်ပါတယ်ဩစတြေးလျနဲ့ပါပူဝါနယူဂီနီမှာတွေ့ရပြီးတက်အတာဟာခြုံပုတ်တိရွတ်ပုံထဲမှာပေါောင်းနေတာ ပျက်စီးလက်တလို့လင်းမြန်တိကျစွာတိုက်ခိုက်လေရှိတဲ့ပုံကိုတိုက်ခိုက်မှုမှာကြွန့်ကျင်တဲ့မှုဖြစ်ပါတယ်။သူ့ရဲ့ဥကောင်းဟာကျေပြန်ပြီးတိရိကံပုံရှိကကိုတဲကတုတ်ခိုင်ပါတယ်။ဒါပေမဲ့သူ့ရဲ့သီးငယ်တဲ့ရွယ်စားကိုရှော့မတွက်ပါနဲ့။သူ့ရဲ့စိတ်ဟာမျိုးတော်စင်မျိုးစားဖြစ်ပြီးကုသမှုမခံရင်6နှစ်အတွင်းအအောင်ကြောမြတ်လေးဖြစ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။နံပါတ်9 Tiger Snake Tiger Snake ကိုဩစတြေးလျမှာတွေ့ရများပါတယ်။နောက်ထပ်ဩစတြေးလျရဲ့အရန်အနေအများနဲ့မျိုးကတော့ Tiger Snake ပဲဖြစ်ပါတယ်။ ့ရဲ့ခန္ဓာကိုယ်မှာထူးခြားတဲ့ line တွေကြောင့်ဒီနာမည်ကိုရခဲ့ပေမဲ့ Tigers နေ့တိုင်းတော့မပေါအောင်ပါဘူး။ဒီမူတွေဟာလွန်ရန်လူပြီးသူ့ရဲ့အစိတ်မှာ Neuro Toxin လို့ခေါ်တဲ့အာရုံကြောကိုထိခိုက်စေတဲ့အစိတ်တွေ Colgulin လို့ခေါ်တဲ့သွေးခဲစေတဲ့အစိတ်တွေနဲ့ Neuro Toxin လို့ခေါ်တဲ့ကြွက်သားကိုဖျက်ဆီးတဲ့အစိတ်တွေပါဝင်တာကြောင့်လေဖျက်ခြင်းခန္ဓာကိုယ်အတွင်းပိုင်းတိုးထွက်ခြင်းနဲ့ကြွက်သားပျက်စီးခြင်းတို့ကိုဖြစ်စေပါတယ်။အချိန်မီမွေဆေးပြေဆေးမထိုးနိုင်ရင်အသက်ဆုံးရှုံးမှုတော့လွန်မြန်ပါပါတယ်။နံပါတ်၈ Banacrate Banacrate ကိုတော့တောင်နဲ့ရှေ့တောင်အာရှမှာတွေ့ရှိရပါတယ်။ ဒီမွေဟာရင်ဆိုင်တွေ့ဆုံခြင်းကိုရှောင်ရှားလေရှိပြီးတွန်းထဲမှာသို့မဟုတ်ရေနီမှာပေါအောင်နေလေရှိပါတယ်။ဒါပေမဲ့ချင်းချောက်ခံရရင်노တော့စစ်အစိပ်ပြင်းပြင်းနဲ့ကြိုက်တက်ပြီးသားကောင်ရဲ့အာယုံကျော်စနစ်ကိုရက်တန့်စေကအသက်ရှူလမ်းကြောင်းပျက်စီးခြင်းကိုဖြစ်စေပါတယ်။အမကွန် source key fiber source key fiber ကိုအိန္ဒိယအရှေ့လယ်ပိုင်းနဲ့အာဖရိကမှာတွေ့ရှိရပါတယ်။သူဟာသိငင်နိုင်ပေမဲ့ source key fiber ဟာကမ္ဘာမှာလူအသေးပြောင်အများဆုံးမျှွေတဲ့တစ်ကောင်ပါ။ သူ့ရဲ့စိတ်ပြင်းအားကြောင့်မဟုတ်ပဲတနည်းကိုလူဘလောင်များများကိုကြိုက်တယ်လဲဆိုတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။သူ့ရဲ့စိတ်ဟာအလွန်မင်းသွေးယုံစိတ်မှုကိုဖြစ်စေပြီးတားခေါင်ရဲ့ခန္ဓာကိုယ်အတွမိုင်းသွေးထွက်လွင်စေပါတယ်။အိန္ဒိယအရှေ့လေပိုင်းနဲ့အာဖရိကမှာရှိတဲ့၆သွေးတဲ့ဒေသတွေမှာတွေ့ရပြီးအခြားမျိုးတွေထက်လူသက်ကိုပိုဆုံးရှုံးစေခဲ့ပါတယ်။ Preservaiba ဒီတုတ်ခိုင်တဲ့မျိုးဝေးကိုအိန္ဒိယကနေရှေ့တောင်အာရှတီအာရှတလောမှာတွေ့ရပါတယ်။တခြားမျိုးတွေလိုထွက်ပြေးတာမျိုးမလုပ်ဘဲ Reservaiba ဟာသူ့ရဲ့နေရာကိုမရွေးဘဲညီနေတတ်ပါတယ်။ ဒီမွေကြိုက်ခံရရင်တွေးခဲခြင်းကြောက်ကပ်ပျက်စီးခြင်းနဲ့တ िश ူးများအကြီးအကျယ်ပျက်စီးခြင်းကိုဖြစ်စေပါတယ်။အသက်ဆုံးရှုံးတာတော့နေပေမဲ့တစ်သက်လုံးဒုက္ခတာဖြစ်သွားနိုင်ပါတယ်။နံပါတ်5 King Cobra King Cobra ကိုအိန္ဒိယရှေ့တောင်အာရှသို့မဟုတ်တရုတ်ပြည်မှာတွေ့ရပါတယ်။ကမ္ဘာအရှိဆုံးဆွေးရှိတဲ့မွေဖြစ်တဲ့ King Cobra ဟာ9.5မီတာအထိရှိနိုင်ပါတယ်။သူ့ရဲ့စိတ်ကပြင်းထန်ဆုံးမဟုတ်ပေမဲ့ King Cobra ဟာတစ်ချက်ကယုံနဲ့အစိတ်ပမာဏအမြောက်အများထုတ်လွှတ်ပါတယ်။စင်ကောင်ကိုတက်ပြစ်နိုင်လောက်တဲ့ပမာဏဖြစ်ပါတယ်။ အိန္ဒိယအရှေ့တောင်အာရှနဲ့တရုတ်နိုင်ငံတို့ကတစ်တော်တွေမှာတွေ့ရတတ်ပါတယ်။နံပါတ်၄ဘလက်မန်ပါ။ဘလက်မန်ပါကိုဆာဟာရာအာဖရိကတောင်ပိုင်းမှာတွေ့ရတတ်ပါတယ်။မြန်ဆန်နဲ့ရန်လိုတဲ့အစိတ်လွန်ပြင်းတဲ့ဘလက်မန်ပါဟာအာဖရိကရဲ့လူသေးပြောင်အများဆုံးဝင်ဖြစ်ပါတယ်။တနာီကီလိုမီတာ20အထိအရှင်ရောက်နိုင်တာမို့သူ့ကိုပြေးပြီးရှောင်မှုဆိုတာမဖြစ်နိုင်ပါဘူး။သူရဲ့စိတ်ဟာစွန့်ထွက်တဲ့နီယိုတော်ဆင်မျိုးစားဖြစ်ပြီးကုသမှုမခံရင်မိနစ်30အောက်မှာလူကိုသေစေနိုင်ပါတယ်။ ။ဆာရာအာဖရိကတောင်ပိုင်းတလောမှာတွေ့ရတဲ့ဒီမွေကိုဘယ်သူမှရင်ဆိုင်တွေ့ကြမှာမဟုတ်ပါဘူး။နံပါတ်3 Eastern Brown Snake Eastern Brown Snake ကိုအော်စတြေးလျမှာတွေ့ရှိရပါတယ်။အော်စတြေးလျမှာမွေကိုက်ခံလို့တည်ဆုံးမှုအများဆုံးဖြစ်စေတဲ့ဒီမွေဟာအလွန်ရန်လိုပြီးနောက်ကနေလိုက်လံတိုက်ခတ်တဲ့ပါတယ်။သူရဲ့စိတ်ဟာနီယိုတောက်စင်နဲ့ကောလ်ဂလင်ကိုရောဆက်ထားတဲ့အတွက်လေဖြတ်ခြင်းနဲ့ခန္ဓာကိုယ်အတွင်းပိုင်းသွေးထွက်ခြင်းမျိုးဖြစ်စေပါတယ်။ချက်ချင်းစိတ်ကူးတာမှမခံယူရင်အသက်ရှင်မှုဖြစ်နိုင်ပါအောင်။ ံပါတ်2 Costa တိုက်ပန်း Costa တိုက်ပန်းကိုဩစတြေးလျနဲ့ Papua New Guinea မှာတွေ့ရှိရပါတယ် Costa တိုက်ပန်းဟာဩစတြေးလျရဲ့ကုန်းပြည်ပေါ်ကကြောက်စရာအကောင်းဆုံးမွေဖြစ်ပါတယ်သူကလွန်မြန်ဆန်တယ်အစွဲရှိရှိပြီးသူ့ရဲ့စိတ်ဟာကဘာမှအပြည့်ထန်ဆုံးနေတဲ့အတခုဖြစ်ပါတယ်တစ်ချက်ကြိုက်ရမှာလူကြီးရောက်တရာကိုတတ်နိုင်လောက်တဲ့အစိတ်ပမာဏပါဝင်ပါတယ်မွေစိတ်ဖြည့်စိမပါပဲဆိုရင်တနအီတွင်းတည်ဆုံးနိုင်ပါတယ်နံပါတ်1အင်လန်တိုင်ပန်အင်လန်တိုင်ပန်ကိုဩစတြေးလျမှာတွေ့ရပါတယ်ဒီမှာတော့အင်လန်တိုင်ပန်လို့ခေါ်တဲ့မျိုးဟာ ံပါတ်1နေရာကိုရရှိထားပါတယ်။ကုန်းမြေပေါ်ရှိမွေထဲမှာအစိတ်တော့အပြင်းဆုံးဆိုတဲ့ဆန်ကျင်ကိုရယူထားပါတယ်။သူ့ရဲ့အစိတ်တစ်စက်တည်းဟာလူရောက်250ကိုတတ်နိုင်လောက်တဲ့အစွမ်းရှိပါတယ်။ကံကောင်းစွာနဲ့သူဟာလူတွေနဲ့ဝေးဝေးနေတတ်ပြီးလူတွေနဲ့တွေ့ရခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုတွေ့ခဲ့ရင်တော့သူ့ရဲ့အကင်မခံရဘူးလို့ပါတယ်။ဒီကနေ့တော့ကမ္ဘာအန္တရာယ်ရှိဆုံးမွေဆိုးဆယ်မျိုးအကြောင်းတင်ဆက်ပေးခဲ့တာပါ။တော်လောကကြီးဟာစိတ်ဝင်စားစရာကောင်းတယ်လို့တစ်ခါလေးမှကြောက်ရရလဲကောင်းပါတယ်။နောက်ပြန်မှပြန်တွေ့ကြရပါဘော။အားလုံးကျေးဇူးတင်ပါတယ်။